မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကဆရာဒေါက်တာဦးစောမြင့်နိုင်ရဲ့အလွယ်မှတ်သားစီးမင်းများဆိုတဲ့စာအုပ်ထဲကပတ်တင်ဂရင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အ ਨੇ ချင်းလေးတင်ပြသွားပါမယ်ဒီအကြောင်းအရာတွေကိုဆရာစာအုပ်ထဲကနေယူထားတာဖြစ်ပါတယ်ဂရင်းပေါ်မှာရှိတဲ့ဘောလုံးကိုတဲ့ကယ်ရီက နေရာမှတ်ပြီးကောက်ယူခြင်းနဲ့စစ်တမ်းမရှိပါဘူးဒုတိယ ကယ်ရီကဘောလုံးနေရာပြန်ထားခြင်းတဲ့ကယ်ရီကောက်ထားတဲ့ဘောလုံးကိုကယ်ရီကနေရာပြန်ထားရင်ပြစ်ဒဏ်မရှိပါဘူးဘောလုံးနေရာပြန်ထားစဉ်လမ်းကြောင်းချိန်ခြင်းကျွန်တော်တို့ဘောလုံးကိုနေရာပြန်ထားဖို့ကမှ golf ဘောပေါ်မှာရှိတဲ့လမ်းကြောင်းလေးနဲ့ချိန်တယ်ကယ်ရီပဲချိန်ချင်းကစားသမားပဲချိန်ချင်းပြစ်ဒဏ်မရှိပါဘူးဒါပေမဲ့ကယ်ရီချိန်မယ်ဆိုရင်တော့ကယ်ရီပြန်ထားခွင့်ရှိတဲ့ဘောလုံးဖြစ်ဖို့လိုပါတယ် ကယ်ရီပြန်ထား권ရှိတဲ့ဘောလုံးကကယ်ရီကောက်ထားတဲ့ဘောလုံးဖြစ်ဖို့လိုပါတယ်။ဒါမှပဲကယ်ရီကပြန်ချိန်ပြီးတော့ပြန်တယ်권ရှိမှာဖြစ်ပါတယ်။မာကာဖယ်ပြီးတော့နောက်ဘောလုံးကိုကင်ပြီးတော့ line ထပ်ချိန်ခြင်းနဲ့ပြစ်တာတစ်ချက်ပါ။မာကာချိုက်မှပြန်ချိန်ရင်ပြစ်တာမရှိပါဘူး။မာကာဖယ်ပြီးတော့နောက်မှဘောလုံး line ပြန်ချိန်ရင်ပြစ်တာဖြစ်ပါတယ်။တီကောင်ကနေစပြီးတော့ green ball on the ထိဘောလုံးတစ်လုံးနဲ့ပဲ ရိုက်ဖို့လိုပါတယ် relief အချိန်ဆိုရင်တော့ relief ယူတဲ့အချိန် draw ယူတဲ့အချိန်ဆိုရင်တော့ဘောလုံးလဲလို့ရတယ်ပေါ့လေပျောက်သွားတဲ့ဘောလုံးပါညာဆိုရင်လည်းဘောလုံးလဲလို့ရတယ်အဲ့လိုမျိုးရင်တော့တီကုံကနေရိုက်လာတဲ့ဘောလုံးနဲ့ပဲကျွန်တော်တို့ကကျင်းဝင်တီတွင်းရမှာဖြစ်ပါတယ်အဲ့မှာ green ball မှာပေါ်နေတဲ့ဘောလုံးကောက်ကောက်ပြီးမှပတ်တင်ပတ်တဲ့ချိန်ကျမှဘောလုံးနောက်တစ်လုံးလဲပတ်ခွင့်မရှိပါဘူးဒါဆိုရင်ပြစ်တံတစ်ချက်ဖြစ်ပါမယ် နောက်တစ်ခုပတ်တင်လိုင်းပေါ်မှာရှိတဲ့အပျက်စီးတွေကိုပတ်တာကောင်းနဲ့ထုတဲ့ဖြစ်စဉ်မှာအပျက်စီးလို့ခေါ်တဲ့အခါမှာဘောလုံးကြတဲ့အရာ ဖနှက်ဆူးရာကျင်ဟောင်းရာဒါတွေကအပျက်စီးပါအဲနောက်ပြီးတော့အလန်တိုင်း equipment set တို့နဲ့ထိတဲ့အရာတွေတရိษံလမ်းကြောင်းခြေရာတွေအဲနစ်မြုပ်နေတဲ့ကြောက်ခဲတစ်စီတွေကိုဖယ်လိုက်လို့ကြံခဲ့တဲ့ချိုင်းခွက်တွေ ။နောက်မိုးတိကြရာဒံရာတွေဓာတ်တွေကအပြည့်စီးပါဓာတ်တွေပဲပြင်လို့ရပါတယ်။ပြင်မရတဲ့အကြောင်းအရာတွေထပ်ပြောပြပါမယ်။ green box မှာကျွန်တော်တို့ဆူးနဲ့ထိုးပြီးတော့လေဝင်လေပေါက်ထုတ်ထားတဲ့အရာတွေဒီမညီမညာဖြစ်ပါတယ်ဒါပေမဲ့ဒါပြင်ကွင်းမရှိတဲ့အရာဖြစ်ပါတယ်ပုံမှန်မျက်ဖြတ်ဆက်ဆက်လို့အကြောင်းအရာတွေဖြစ်နေပါတယ်ဒါတွေဒီလည်းပြင်လို့မရပါဘူးရေစီးကြောင်းတဲ့သဘာဝဒဏ်ရာတွေရှိတတ်ပါတယ်ဒါတွေကပြင်မရပါဘူး ေါင်းမြက်တဘာဝမညီမညာမျက်နှာပြင်တွေရှိပါတယ်ဒါတွေကပြင်လို့မရပါဘူးကျင်းပေါက်တဘာဝယူရင်းပျက်စီးမှုတွေရှိပါတယ်အလန်တိုင်းဖယ်လိုက်လို့ဖြစ်မယ်နှက်ခမ်းကိုတိုက်မိတယ်စသည်အပြင်ကျင်းပေါက်မှာတဘာဝလျောက်ဖြစ်နေတဲ့ယူရင်းပျက်စီးမှုတွေရှိတယ်ဒါတွေကိုလည်းပြင်ခွင့်မရှိပါဘူးအဲနောက်ပြီးတော့မျက်ရောဂါဖြစ်နေတဲ့နေရာတွေမညီမညာမျက်တွေဒါတွေကိုလည်းဒရုံလုံးထုခွင့်မရှိပါဘူးအဲတချို့တွေကဗျာပေါ်လုံးတဲပြီးတာနဲ့ မညီဘူးဆိုပြီးတော့ဘောလုံးပတ်တင် ပတ်တဲ့လမ်းကြောင်းတစ်လျှောက်မှာအရာပေးတဲ့အနေနဲ့လူလဲကြပြီးတော့တဒုံဒုံလိုက်ထုပြီးတော့အရာပေးတာရှိပါတယ်ပတ်တင်လိုင်းတစ်လျှောက်ဘက်ကပွတ်စီပွတ်စီပြောဂရီမကောင်းကြောင်းပြောဟိုပြောဒီပြောပြောရင်းနဲ့တဒုံဒုံထု အရာပေးပြီးတော့မှပတ်ဝင်သွားပြီးပါဆိုပြီးတော့အော်ဘာဒီဆိုပြီးတော့အော်အဲဒါတွေကတကယ်တော့ general pit နဲ့တီကြခံရမဲ့စစ်တန်တွေဖြစ်ပါတယ် မက်စ်ပလေးဆိုရင်ထုပြီးတာနဲ့ချင်းရှုံဖြစ်ပါပြီစတုပ်ပလေးဆိုရင်ပြစ်တာနှစ်ချက်ပါဒီတော့ဒါရီယာမလုပ်ရပါဘူးခင်ဗျာလုံနေကြအကျင့်ပါရင်လုတ်ချင်ပါတယ်လုတ်ဖြစ်သွားပါတယ်တကယ်ပွဲကြီးပွဲကောင်းတွေမှာဒီအကျင့်ပါမသွားဖို့အရေးကြီးပါတယ်အဲထပ်ပြောရရင်တခြားလူကြီးလူကောင်းတွေကကိုဒီလိုလုံနေတာကိုဘေးကနေကြည်နေပြီးတော့အော်ဒီလူမလုတ်တဲ့မလုတ်ထိုက်တာတွေလုံနေပါလားလို့စိတ်ကမှတ်မသွားဖို့ အရေးကြီးပါတယ်ဒါဆိုရင်ကိုယ့်ရဲ့ impression အရန်အောက်သွားပါပြီဟုတ်ကဲ့နောက်ဗီဒီယိုဒီမှာဆုံကြမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ